ကဲမြန်မာနိုင်ငံမှာတော့များလိုက်တဲ့ပွဲတွေဗျာအခုရုပ်ရှင်လောကရဲ့အတိုင်းလောကအရှုပ်တို့ပေါ့เนาะကျွန်တော်ကြားပြန်ပါပြီထုတ်လုတ်သူကိုရွှေမဲเนาะမရင်းကောင်လို့ပဲပြောရမလားမိမတွေကိုဖြတ်စည်းရဲကောင်ဆိုတော့တဏ္ဍမိုးတိတ်ကတော့၄နှစ်လောက်ကိုเนาะ living together နေခဲ့တဲ့ကိုရွှေမဲရဲ့ရုပ်မှောင်မှုတွေကိုလုံးဝနောက်ဆုံးကျတော့တခြားမိမကိုယူပြီးတော့ သိရမလားဟိုအယောင်မယူသားတဲ့သူလိုလိုပြီးတော့လက်ထကန်နေသူကိုစာပိုးတွေကကြတော့ဒီလိုယောက်ျားမျိုးကိုဘင်းညာမပေးလို့မရတော့ဘူးဗျာနော်ဆိုတော့ခုတဏ္ဍမိုးသိန်းကဘာတွေပြောလာလဲဆိုရင်ရွှေမန်းဆိုရိတ်ကောင်ကနော်မိမပေါင်းများစွာကိုဖျက်ဆီးတယ်အဲ့ဒါကိုနော်ထွန်းထွန်းလူတိုင်းသိတယ်ရွှေထူးရဲ့မိမရွှေမုံကြီးဒီကိုလေနော်ကျတော့ဖျက်ဆီးခဲ့တဲ့ထွန်းထွန်းဖြစ်တယ်နော်ထွန်းထွန်းဟာယနေ့ချိန်ထိအသက်40 50နီးပါးထိ နော်ဘာဖြစ်လို့မိမမရတာလဲမိမတွေကိုပတ်စားနေလို့မိမမရတာဗျာနော်တည်တည်တန့်တန့်နဲ့သွေးတွေယောက်ျားကောင်းမဟုတ်ဘူးဒီကောင်သိရမလားနော်ထုံထုံပြောချင်တာကတော့ဒီကောင်ကအဲ့လိုကုတတိမိမမရတဲ့အချောင်းရင်ကပတ်စားနေလို့ဖြစ်တယ်နော်ဆိုတော့လှိုင်းမေးအိမ်တီးတဲ့အတိုင်းပါပဲဟိုသိရမလားအစိုးရကောင်အလိုလိုကောင်လေးနဲ့ကြိုက်နေရွာကြိုက်ပြီးတော့လေးဝင်ဒီကရနေတယ်နေပြီးတော့ ပြန်ပြတ်သွားတယ်ပေါ့နော်အခုတော့ဆိုတော့သူကလည်းဟိုတဏှာမှပါပဲဆိုတော့အချင်းတွေကကိုကိုကိုသိရမလားကိုနဲ့ဇေယျသူချင်းကအခုလိုမျိုးကာကွယ်ပေးကြတယ်နော်ထုံထုံအရင်ယူပါမယ်နော်တာတာမိုးသိခင်ဗျာမှာတနာဘူးကောင်းနေပေါ့လေသူနေနေဟိုဖះမှာတစ္ဆာရေတောက်ပြီးတော့နော်ဂျိန်ဆိုးတွေပါညာနော်လောက်ခဲ့ပြီးတော့ဘယ်လိုပြောရမလဲဟိုတန်ဆာအတနာမိုးသိရေဘောကဖြည့်စီခဲ့တယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုယုံဖို့ကောင်းပါတယ်ရွှေမန်းဟာ အခုမင်းအောင်လိုင်ရဲ့တမီးကိုတော့ဖျက်ဆီးခဲ့ပြီးမယူခဲ့ဘူးဆိုပြီးတော့တရင်တွေထွက်ပေါ်လာနေပြဆိုတော့မင်းအောင်လိုင်ရဲ့တမီးနဲ့ရွှေမန်းတွေကလုတ်ပေါ်ကိုင်းဖက်နော်ရွှေမန်းကကျတော့တီးပေါ့နော်မင်းအောင်လိုင်ရဲ့တမီးခင်ရတဲ့မုံကအခုလိုမျိုးရုပ်ရှင်လောကမှာထုတ်လုပ်သူအနေနဲ့ဝင်လာတဲ့အခါမှာကိုရွှေမန်းကအထွေကျုံနဲ့ပညာတွေပေးခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အခုချိန်မှာမေအောင်လိုင်ရဲ့တမီးခင်ရင်တဲ့မော်ဟာလည်းထုတ်လုပ်ရေးကုမ္ပဏီဟိုထောင်ထားအလုံးသိပါတယ်နော်ခဏခဏဘွားကိုခိုင်းရတာကိုဆိုတော့ ကိုရှေမန်းနဲ့ပူပေါင်းပြီးတော့ဟိုလောက်ရတာဂိုင်းတာအများကြီးပဲနော်ဟိုမိုရှေယောက်ျားနိုင်ပြကျွန်တော်ပူပေါင်းတယ်ပေါ့ဆိုတော့ကိုရှေမန်းနဲ့စားဖို့စားဖက်အနေထားမျိုးတွေကိုမင်းအောင်လိုင်ရည်သမီးတော်နော်ကျွန်တော်တို့ဟိုစားခဲ့ပြီးတော့ထားခဲ့တဲ့အကြောင်းချားတွေရတယ်ဆိုတော့စဉ်းစားကြည့်ကြတော့ဗျာတဏ္ဍာမိုးတွေကိုဘယ်လိုယူမလဲဒီလိုမျိုးစားပြီးကဟုတ်တယ်မလား